ကျွန်တော်ဒီနေ့အတွက်ဆောင်းပါးလေးတွေကိုဖတ်ပြကြမှာတယ်ဒီဆောင်းပါးလေးတွေကို ရေးသားထားသူကတော့ PDF Insight Facebook Page ပဲဖြစ်ပါတယ်ဆောင်းပါးလေးတွေကိုဖတ်ခွင့်ပြုရရင် PDF Insight Facebook Page အားကျွန်တော်ဒီနေရာကနေဖြစ်တော့ပဲလေးလေးဆဆနဲ့ထပ်မံ၍ခွင့်တောင်းရပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြတော့ပြည်ရင်းပြည်ပမှ ချက်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံး ဘေးကင်းချမ်းသာကြပါစေဗျာ။ဒီရောဘုံအောင်ကိုအောင်ရမည် အမြင်တမျိုးမယိုးရစေဖို့ကျင့်ဆိုးရဲ့ကြံစီမြန်မာနိုင်ငံကဖွံ့မင်းပြောင်းပြော်ပြီးရုရှားကပြန်လာချိန်မှာဒေသရင်းနိုင်ငံတွေအတွင်းစိုးရိမ်မှုတွေမြင့်တက်နေတာဖြစ်တယ်။မလ22ရက်နေ့ကကျင်းပခဲ့တဲ့စီဝေးမှာထိုင်းနိုင်ငံနေဆက်လုံးချုပ်ရေးနေဆက်ဖြတ်ကျော်မှုကင်းများနှိမ်နင်းရေးအမျိုးသားမဟာဗျူဟာပြုပြင်ပြောင်းလဲရေးအမြဲတမ်းကော်မတီဥက္ကဋ္ဌ ရန်စီရန်ယွန်းကနိုင်ငံရေးတည်ငြိမ်မှုမရှိတဲ့နိုင်ငံမှာနျူကလ িয়ার ဆက်ယုံတည်ဆောက်ခြင်းဟာယူကရိန်းစစ်ပွဲကိုဒေတာရင်းတည်ဆောင်လာတယ်လို့ဖြစ်မယ်လို့ပြောတာပါထိုင်းပြည်ရဲ့တပ်မတော်စစ်စင်ရေးယုံညွန့်ကြားရေးမှူးကလည်းမြန်မာစစ်တပ်ရဲ့လက်ရှိအနေအထားနဲ့နျူကလ িয়ার ကိစ္စတွေကိုကြည့်ရင်မြန်မာဟာမြောက်ကိုရီးယားလိုဖြစ်လာနေတယ်လို့ပြောတာဖြစ်ပါတယ်အဲ့ဒီစီဝေတက်လာတဲ့မလေးရှားလွတ်တော်နိုင်ငံသားရေးရာကော်မတီဥက္ကဋ္ဌကလည်း ဒီကိစ္စဟာဒေတာရင်းစိုးရင်စရာဖြစ်လာနေကြောင်းတိတန့်တွေ့ဆုံမေးမြန်းခန်းမှာပြောကြားသွားတာဖြစ်ပါတယ်ဒီစီဝေးကထိုင်းနိုင်ငံမျိုးသားလုံုံရေးနဲ့နေဆက်ရေးရာအမျိုးသားမဟာဗျူဟာနဲ့ပြုပြင်ပြောင်းလဲရေးကော်မတီကအာဆီယံပါလီမန်မြောက်ဖွဲ့ APH ရှာနဲ့ပူးပေါင်းကျင်းပခဲ့တာဖြစ်ပြီးမစ်ဇွီမာသတင်းဌာနကမီဒီယာမိတ်ဖက်ဖြစ်ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ် ဆွေးနွေးကြတဲ့ခေါင်းစဉ်၃ခုမှာ2025မြန်မာနိုင်ငံရေးခင်းကျင်းကိုဝေဖန်သုံးသပ်တာကခေါင်းစဉ်ကြီးတစ်ခုအနေနဲ့ပါနေတာကိုကြည့်ရင်မြမအရေးသုံးမဟုတ် အာနာယူမဟာလာရဲ့ယူချီပန်ဆောင်ရွက်ချက်တွေကအိန္ဒိချင်းနိုင်ငံများကိုဘလောက်စိုးရိမ်မှုတွေတိုးပွားနေလဲဆိုတာတွေ့ရမှာပါရုရှားနဲ့ဒီအချိန်နေထိရောက်လာရတဲ့အကြောင်းကတော့မဟာလာစစ်တပ်ဟာတဲတဲလေးပဲကြံတော့တာကို သူ့ဘာသူတိလာရာကစတာပါပဲဒါကြောင့်နှထောင်းကိုဖုံးချရှင်ကိုကန့်ကိုဝင်တိုက်ချင်းကစလို့တရုတ်ပေါ်တန်တရာကြီးစွာထရှိခဲ့တဲ့မလာဟာရုရှားနဲ့နီးစပ်ရေးကို အသေးအလဲကြိုးပမ်းခဲ့တာဖြစ်ပါလေတရုတ်ဘက်ကတော့ အနောက်စုနဲ့နီးစပ်တယ်လို့ယူဆထားတဲ့ NUG နဲ့စာရင် အနောက်စုက ဝိုင်းပယ်ဖဲကျင်ထားတဲ့မဟာလာကိုဆွဲစီထားခြင်းက သူ့အတွက်မဟာဗျူဟာရအကျိုးရှိစေတဲ့ကိစ္စလို့ယူဆတာပဲဖြစ်တယ်။ဒါပေမဲ့မဟာလာရဲ့ညံဖြစ်မှုတွေအပေါ်သိခံခြင်းကရုရှားကိုရှစ်တောင်အားရှာတဲ့အထိဆွတ်သွင်းလာတဲ့အထိတော့လက်ခံမယ်မထင်ပါဘူး။ဒီကိစ္စအပေါ်တရုတ်ရဲ့စိုးရိမ်မှုက အခြားသောအာဆီယံနိုင်ငံများနီးတူဖြစ်နိုင်ပါလေ။ဒါကြောင့်မေမဟာလာရုရှားကပြန်ရောက်ရောက်ချင်းတိတ်ရှည်ကျွန်းနေပြည်တော်ကိုအပြေးရောက်လာတာပါ။ အခုထိုင်းနိုင်ငံမှာကျင်းပတဲ့စီဝင်းမှာထိုင်းလွတ်တော်ကော်မတီဥက္ကဋ္ဌနဲ့ထိုင်းပြည်ရဲ့တပ်ကစစ်စင်ရေးဌာနညွှန်ကြားရေးမှူးတို့ပြောတဲ့မှတ်ချက်တွေက အလကားခံမှန်းပြောဆိုတာတော့မဟုတ်ပါဘူးဒီဒေတာရင်းမဟာဗျူဟာဆိုင်ရာ ပြဿနာ ကြီးစားဖန်တီးနိုင်မှမအလာဟာ သူ့ရဲ့တဲတဲလေးကြံနေတဲ့အခြေအနေကိုကဲ့တင်နိုင်မယ်လို့တွက်ထားတာပါဒါကြောင့်တစ်ဖက်မှာတရုတ်ကမယုံတဲ့မအလာဟာရုရှားနဲ့နျူကလ িয়ার ရော တဝယ်ရင်နဲ့စိတ်ကန်းကိစ္စပါသဘောတူညီမှုရလာတဲ့အခါအိမ်ပြန်ခရီးမှာဝမ်းတာလုံးစုံနေတာတွေ့ကြရတာပါပဲတကယ်တော့မလာဟာ အနေနဲ့များလာတဲ့စီမံကိန်းတွေကိုဖိတ်ခေါ်ပြီးသူ့အတွက်အသက်ဆက်ရေးဖြူဟာအတွက်အချိန်ကိုဝယ်ယူနေတာပါပဲဒီစီမံကိန်းတွေလွယ်လွယ်နဲ့မဖြစ်နိုင်မှန်းသူ့လည်းသိမှာပါပဲပထမနေဦးတာအဖေးဆက်ဆိုပါတော့ဘယ်နေရာမှာစောင့်ပါလဲ ။စောက်ဆရာလုံးုံတဲ့နေရာကတနိုင်ငံလုံးဘယ်မှမှမရှိတာပါ။ဖြစ်နိုင်ခြေရှိဆုံးကတော့စစ်ရုံးနဲ့သူ့အိမ်ကြားတနေရာပဲဖြစ်ပါလိမ့်မယ်။အဲ့ဒါကိုတော့သူတို့ရဲ့ကြော်တွေကအရင်ဆုံးကန့်ကွက်တာခံရနိုင်ပါလေ။အကြောင်းကတော့နျူကလ িয়ার ယူပဗေဒနဲ့မဟာဖွဲ့မပြောနဲ့ရိုးရိုးဖွဲ့ရသူတောင်းမြန်မာနိုင်ငံမှာမရှိတာသူတို့သိနေလို့ပါပဲ။ဆန်နိုဘိုင်းလို့ဖြစ်ရင် သူတို့အရင်ဆုံးခံရမှာမဟုတ်လားဒါပေမဲ့မလာဖို့ကတော့နျူကလ িয়ার ဆက်ရုံတွေရေနဲ့စိတ်ကန်းတွေစတဲ့အလုံးကြီးကြီးတွေ ပြထားရင် သူ့လူတွေက သူ့ကိုထင်ကြီးဒေတာရင်းမှလည်းဒီချက်ဘူးမလွယ်ဘူးဆိုတာမျိုးဖြစ်အောင်လောက်ပြလိုတာပါ နောက်ပြေရှိတောင်အရှာမှာဘယ်သူမှမကြံစည်တဲ့နျူကလ িয়ার ဆိုတာကြီးကိုအမြင်တစ်မျိုးမရရအောင်လောက်ပြလိုက်တာပါပဲတစ်ဖက်မှာရသမျှအချိန်ကိုတုံးချပြီး PDF နဲ့ EA ကိုနှိမ်နှင်းရေးလုပ်ဖို့ပါပဲ။အဲ့ဒီအတွက်မြမမြေမောင် proxy ဝါသာမကတိုက်ရိုက်ဝင်ပါပြီးတိုက်ကြမယ်ဆိုရင်လေသူ့ဘက်ကတော့တင့်ပါပဲ။ဒီလိုရှုပ်ထွေးနေမှသူတက်ဆက်နိုင်မှာကိုအိမ်နီးချင်းတွေကလည်းအချင်းတွေမဟုတ်တော့တန့်ပြီတိနေတာပါပဲ။ဘလို့ပဲသခေါလောက်မှဇောင်းမနဲ့တဲ့ဂျန်နဲ့လောက်လာသည် ဖြစ်စေမလာတော့အချိန်မမီတော့ပါဘူး။စည်ရေးကိစ္စမှာ ရခိုင်ချင်းကချင်းကရင်ဘက်ကိုမပြောနဲ့တနေ့ကဖြစ်သွားတဲ့ငသက်ရောက်တဲ့နထိုးကြီး PDF များရဲ့ချင်းမုံးစစ်ပွဲတွေကိုကြည့်ရင်မမလာတက်ရဲ့ချင်းတွေကို ခံမှန်းလို့ရနေပါပြီကမ္ဘာနိုင်ငံရေးချင်းဝင်ရှာအပြိုင်မှုတွေအရာပဲဖြစ်ဖြစ်ဒေတာရင်းချင်းတွေအရာပဲဖြစ်ဖြစ်မလာတွေအာတာချက်ဖြစ်စေတာတခုမှမရှိပါဘူးသူဟာရင်းနှီးကြီးကြီးပေးပြီးအချိန်ကိုဝယ်နေပေမဲ့မမီတော့ပါဘူး ဘယ်သူအားမှမပါဘဲတိဆောက်ထားတဲ့တက်တွေကမလာရဲ့အာနာယူအိမ်မက်ကို ခြေဖြက်ပစ်တော်မှာပါအဖွဲပေါင်းစုံပါမဲ့တနိုင်ငံလုံးလက္ခဏာဆောင်တဲ့ထိုးစစ်တွေလည်းအချိန်ခန့်ရောက်လာရတော့မှာဖြစ်ပါတယ်မလာကြဆုံးမှုရဲ့မဝေးတော့ပါမြန်မာနိုင်ငံမှာအမတန်ဝမ်းနဲ့ကြေခွဲစရာကောင်းတဲ့ရက်သက်တစ်ပတ်တစ်ခုကြော်လွန်လာခဲ့ပြီဒါကစစ်တပ်ကဟန်ပြကြီးညာတဲ့ ဝန်နေချင်းအထိမ့်မဲ့ရက်သက်တစ်ပတ်ကိုရည်ညွှန်းတာမဟုတ်ပါဘူး။ငလင်ဘေးသင့်ပြည်သူတွေနဲ့အတူလိုက်ပါခံစားကြရတဲ့ကုညီသူပုတ်ကလေးကလူရှင်တွေနဲ့အတူ လိုက်ပါခံစားရတဲ့ဝန်နေရောက်မှုကိုပြောတာပါ။နိုင်ငံပေါင်း15နိုင်ငံကရေးပေါ်ကယ်ဆယ်ရေးတွေကလည်းအလွန်အပင်ပန်းခံကုညီခဲ့ကြတာတွေ့ရမှာပါ။သူတို့ရဲ့ဤပညာတာလွန်ကောင်းမွန်မှုကြောင့်လူအချို့ကိုအသက်ဘေးကကယ်ဆယ်နိုင်ခဲ့တာလေအားလုံးမြင်တွေ့ကြရမှာပါပဲ။ စစ်တပ်ကတော့သူတို့တက်တာသွားတဲ့အတွက်ကြိတ်ပြီးကျင်းတဲ့နေမှာဖြစ်ပေမဲ့ပြည်သူတွေကတော့စိတ်ရင်းစေနာမှန်နဲ့ကျေးဇူးတင်ကြရတာဖြစ်ပါတယ်။ကမ္ဘာကြီးမှာဘလို့ဆုတ်ယုံမှုတွေရှိနေပါစေစေနာမှန်နဲ့ကုညီဖေးမှမှုတွေကလည်းရှိနေတာတွေ့ကြရတာပါ။ကပ်ဘေးဒုက္ခတွေပေါ်ကနေစစ်တပ်ရဲ့နိုင်ငံရေးစီးပွားရေးအမျက်ထုတ်လှုပ်ဆောင်မှုတွေရှိသလိုစိတ်ရင်းစေနာမှန်နဲ့ပြည်သူချင်းကုညီကြတာတွေကတော့ မျက်ရည်ဝေးလောက်အောင်ခံစားကြရတာပါတစ်ဖက်မှာလည်းမြမလူဖွဲ့စည်းတဲ့မှာမင်းစုံမင်းညစ်နဲ့လက်ပါစီတွေဘလို့ပဲနေရာယူခွတ်တုံနေကြပါစေလူတို့ထဲမှာလူသားဆန်တဲ့စိတ်ဓာတ်တွေပြည့်ဝရှိနေကြတာတွေ့ရတဲ့အတွက်ကျင်းနဲ့ဝမ်းမြောက်ကြရပါတယ်စကိုင်းပြည့်၍လို့ခေါ်တဲ့ငလင်ကျော်ဟာမြန်မာနိုင်ငံရဲ့အလဲပဟိုတဲ့တဲ့ကနေဖြတ်သွားတာဖြစ်တယ်ဒီပြည့်၍ဟာနှစ်ပေါင်း90တရာလောက်မှာ တချိန်ပြင်းထန်တဲ့ငလင်တွေလှုပ်လိရှိတာကိုမြန်မာရောနိုင်ငံတကာပညာရှင်တွေကပါသတိပေးထားတာတွေရှိခဲ့ပါတယ်။ဒါကြောင့်ပဲအရင်ဆိုရလက်ထက်ကရေးပေါ်ကယ်ဆယ်ရေးဖွဲ့ပြီးလေ့ကျင့်မှုတွေလုပ်ခဲ့တာဖြစ်တယ်။လိုအပ်တဲ့ပစ္စည်းတွေစုစည်းထားရှိတာတဘာဝဘေးအန္တရာယ်အတွက်ရန်ပုံငွေကျပ်ဘီလီယံ900လောက်တည်တံ့ဖယ်ထားခဲ့တာနဲ့အရေးပေါ်အသုံးပြုနိုင်မှုရဟတ်ရင်တစ်စင်းမှာအသင့်ဝဲထားခဲ့တာဖြစ်တယ်။ တက်သည့်နားလေပြီးပြည်သူအတွက်ကောင်းကျိုးရှိစေမယ့်ဆောင်ရွက်ချက်မှန်သမျှဟာစစ်တပ်ကအာဏာယူများအတွက်တော့မျက်စိစပန်မွေးစူးစရာဖြစ်ခဲ့တယ်။မန်လေးကိုစမတ်စီးတီးဖြစ်လင်းမြန်ဆုံးပြောင်းလဲနိုင်ခဲ့တဲ့ ဝင်ကြီးချုပ်နဲ့မြို့တော်ဝင်တို့ကိုဖမ်းဆီးထောင်ချခဲ့တယ်။ဝင်ကြီးချုပ်ဦးစုံမြင့်မောင်ဟာကင်ဆာရောဂါခံစားနေရပြီးဆေးဝါးကုသမှုလုံလောက်မရရှိပဲကွယ်လွန်ခဲ့ရတယ်။နာမည်ကြီးမျက်စိထုကုဆရာဝန်ကနေ မြို့တော်ဝင်တာဝန်ကိုရယူခဲ့ရတဲ့ဥယဲလွင်ဟာမန်းလေးကို ကောင်းအောင်လုပ်ရမှာသူ့အိတ်ထဲကပိုက်ဆံတောင်းစိုက်ထုတ်လုပ်ကန်ခဲ့တာပါစစ်တပ်ကသူတို့မလုံနိုင်တဲ့ကောင်းမှုလုပ်ခဲ့သူတွေကိုအညှို့ထပြီးဖမ်းဆီးထောင်ကြခဲ့တာဖြစ်တယ်တနတ်ကင်ထပြီးကျအုံးနောက်လောက်ပဲရှိတဲ့စစ်တပ်ခေါင်းဆောင်တွေဟာတဘာဝဘေးဒဏ်အတွက်တုံးဆွဲဖို့အရန်စုဆောင်းထားရှိတဲ့ရန်ပုံငွေတွေကိုနိစ္စရာလုပ်ငန်းရှင်တွေကိုထုတ်ချိပစ်ခဲ့တယ် မမမကန်တုံးဆွဲပစ်ခဲ့ကြတာဖြစ်တယ်။တကယ်တမ်းဖြစ်လာတော့ဘာပြင်ဆင်မှုမှရှိမထားသလိုဘာယံပုံဝင်မှသုံးစရာမရှိတော့ပါဘူး။ငလင်ဟာမန်လေးစကိုင်းနာတဝိုက်မှာပဲထိခိုက်ခဲ့မယ်ဆိုရင်မအလာဟာဒီလောက်ဂျူးဆိုင်နေမှာမဟုတ်ပါဘူး။အခုတော့သူတို့ရာသက်ပံမင်းလို့ဖို့ကြံစီထားတဲ့နေပြည်တော်နဲ့စေယုံချုပ်မှာပါအကြီးအကျယ်ထိခိုက်ပျက်စီးခဲ့လို့မြက်ကလေးဆံပြဖြစ်ပြီး နိုင်ငံတကာအကူအညီတွေကိုမရှက်မကြောက်တောင်းလာရတာပါပဲတန့်ရွှေကြီးတို့ကနာကင်းမုံတိုင်းဝင်တော့အကြောက်လွန်ပြည်နိုင်ငံတကာအကူအညီတွေလက်မခံခဲ့ဘူးနောက်ပိုင်းကြာမှလက်ခံခဲ့တာအခုမာလာကတော့လူမျိုးရုံးတပ်ဖြတ်မှုနဲ့အာဂျင်တီးနားတရားရုံးကဖန်ဝရန်ထုတ်ခံထားရတော့နိုင်ငံတကာအကူအညီလက်ခံလာလောက်ကကျွေးထူမပူတန့်ထူမရဆိုသလိုထုပီကြောက်မနေတော့ဘူးပေါ့နိုင်ငံတကာအကူအညီတွေကိုငတ်ပြတ်ပြီး စစ်ဝတ်တောင်ကောင်းကောင်းမရှိတဲ့သူစစ်တပ်အတွက်များများယူထားပြီးပြည်သူတွေကိုတော့ဟန်ပြနေနေလောက်ဝေပေးလိုက်ရုံပဲဆိုတဲ့အယုတ်တမာစိတ်တက်ကရှိပြီးသားမဟုတ်လားစစ်သားတယောက်တိုင်းပြည်အုပ်ချုပ်တယ်ဆိုရင် အားလုံးက SYLT စောက်ရမ်းလက်တန်းကြီးလောက်တာပါပဲအခုလဲသတင်းတွေမှာနေရာတကာစကိုင်းမအပစကိုင်းကိုတော့သူ့ထိုင်ကုန်ဆွဲလောက်တဲ့နေရာဖြစ်လို့အညိုအတင်းနဲ့ကိုယွန်ချောက်ဖြစ်နေတာ အခု10ရက်လောက်နေမှသွားတယ်လို့ဆိုတယ်။စကိုင်းကိုဘလောက်ချောင်ယုံနေသလဲဆိုတော့ငလင်ကိုစကိုင်းငလင်လို့မခေါ်ဘင်းမန်းလေးငလင်လို့ခေါ်ရမယ်လို့ဇော်မဲလုံးကထုတ်ပြန်ကြေညာလာတယ်။ရှောက်သွားပြီးလက်ညိုးတထိုးထိုးနဲ့သူ့ဘာမှနားမလဲတဲ့ကိစ္စတွေကို စီစဉ်ညွန်ကြားနေတာတွေ့ရမှာပါ။ဒီလိုနဲ့ပဲတန့်ရွှေကြီးလက်ထက်နှစ်20ကျော်နှုန်နှစ်ခဲ့ပြီးပြီ။မာလာလက်ထက်မှာတော့ဖုံးကန်လုံးဝမရှိတဲ့ မင်းစုံမင်းညစ်တို့လက်ထက်ကြုံရချက်တွေအတိုင်းပြည်သူကလက်မခံယုံသာမက မဟာပထဝီမြေကြီးတောင်မနေနိုင်လို့လှောက်ခါလာရတာမဟုတ်လားဘေးရင်ကိန်းကန်းတွေရရောရှေးတိတ်တပောင်တွေရပါအာနာယုတတိုက်အတွက်ကောင်းွက်တစ်ခုမှမရှိပါဘူးပြည်သူကငဲ့ညာလို့သာအန်ယူဂျင်နဲ့အီအိုတို့ကယာယီတစ်ဖက်သက်ပြည့်ရထားပေးတာပါ ီချိန်မှာအင်အားစုပြီးနဘတာကိုတောင်းသိမ့်လို့ရနိုင်တာဖြစ်ပါလေစစ်တပ်ကတရုတ်ကူညီရေးရန်နန်းကိုပြစ်ခတ်လိုက်ပြီလို့တရုတ်ကြည့်ကြိုက်ပြစ်ခတ်ရစဲရေးကြီးညာခဲ့ပြီမဲ့သူ့ဘက်ကချင်းနေတွေစွန့်နေတာပေါ်တော်လန်ရေးအင်အားစုတွေခွင်ကောင်းယူသွားမှာကိုစိုးရင်ပြီးကြိုကန်တဲ့အနေနဲ့လေရင်နဲ့နေရာစုံလိုက်ပြီးပုံကျဲနေတာပါပဲဒါပေမဲ့သူ့စိုးရင်ဆုံးကိစ္စတွေကရှောင်လွှဲလို့ရမှာမဟုတ်ပါဘူး နေမြေတွေဒီထက်ပိုဆုံးရှုံးလာမင်းစစ်သားတွေဒီထက်ပိုတည်ကြည်ရမင်းတကယ်တမ်းတော့မအလာတဟာအစိုးရစင်မဟုတ်တော့ပဲမြမမာရှိနေတဲ့တပ်ပေါင်းများစွာတွေကတမ်မန်တက်တရက်ဖြစ်ကိုရှော့ချလာခဲ့ပြီဖြစ်ပါလေစစ်တပ်ရဲ့လူသက်လက်နဲ့ထုတ်ဆက်ယုံတွေပို့ပြီးထိခိုက်ပျက်စီးလာရမင်းနောက်ဆုံးနေပြည်တော်ပျက်စီးတွေကိုသူ့ဘလုံးမှပြန်လဲတိဆောက်နိုင်မှာမဟုတ်ဖဲဆုံးခွာထွက်ပြေးရမယ့်ချိန်တွေ မုတ်ချရောက်လာတော့မှဖြစ်တယ်။ပြည်တို့ပေါ်စင်နာနေလုံးနဲ့စစ်ကောင်းဆောင်တွေရဲ့ခံကြမှာဟာဘလုံးမှစသိမ်းမကောင်းနိုင်ပါဘူး။နိုင်ငံခြားခီးစဉ်ဆိုရင် သူ့ကိုယ်သူလူရဝင်ပြီးဆိုပြီးမြောက်ကြောမြောက်ကြောနဲ့အလွန်တက်ကြောတယ်မာလာဟာဘစ်စတက်စီဝေးသွားတက်ပြီးအင်တာပိုကိုကြောက်လို့ညာကြီးချိန်မတော်တက်တော့ရိုက်ပြန်ပြေးလာရသလို ICC ဖန်ဝရန်ကလည်းထတ်ထွက်လာအောင်မှဖြစ်လို့ တသက်လုံးဝရန်ပြေးဖြစ်နေမှာပါပဲအခုရေးပေါ်ကွန်ကြီးကယ်ဆယ်ရေးတွေကပြန်ကြတော့မှာပါလောင်မဲ့ကာလမှာပြန်လဲတိဆောက်ရေးလောက်ကြရမှာပါစကစဘက်ကပေါ်ရော့စွာဆောင်ရွက်ခဲ့တဲ့ဂျာကပြည်သူတွေရဲ့စ조사ရုံးကံမှုနဲ့ပြန်လဲထူထောင်လာကြမှာပါဒါပေမဲ့ဒေါ်လာဘီလီယံနဲ့ခြိကုံကြမဲ့နေပြည်တော်ပြန်လဲတိဆောက်ရေးကိုမအားလားဘလို့မှလုံနိုင်မှာမဟုတ်ပါဘူးဝါစီကလွန်ကျွန်ရိုက်ထုံနေတဲ့စက်ငွေတွေကို စစ်ရေးအတွက်ပဲတုံးနေမှာဖြစ်လို့နောက်ပါတာအုပ်ချုပ်ရေးဟာပြန်လည်နလန့်ထူလာမှာမဟုတ်တော့ပါဘူးလူတို့အနေနဲ့ကတော့ကိုယ့်ဘာကိုယ်ပဲစုပေါင်းအားနဲ့ဖြည့်ရှင်းကြရမှာပါပြည်သူအပေါ်တာဝန်ခံမှုမရှိတဲ့အာဏာယူများကိုပြည်သူအားနဲ့ပဲဖြုတ်ချတုတ်တင်ပြည့်ရမယ်ချိန်ဟာလေမဝေးတော့ဘူးလို့ပဲဆိုပြရစီ PDF insight